မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။အတူအယောင်ရေကောက်ပွဲမှာမဲထွက်ပေးရန်ချင်းချောက်ကြက်ကိုင်းမှုများတိုင်ကြားနိုင်ကြောင်း NUG ကြေညာခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။အတူအယောင်ရေကောက်ပွဲမှာမဲထွက်ပေးရန်ကြိုတင်မဲပေးရန်အတင်းကြက်ချင်းချောက်ကြက်ကိုင်းခြင်းများရှိပါကတက်တည်နေတကွာအမျိုးသားညီညွတ်ရေးအစိုးရသို့တိုင်ကြားနိုင်ကြောင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဂျညာချက်မှာမြည်သူမဆိုပြည်သူလူထုအားအတူအောင်ရွေးကောက်ပွဲမှာမဲထွက်ပေးရန်ကြိုတင်မဲပေးရန်တနည်းနည်းနဲ့ချင်းချောက်ကြကန်ခြင်းဟာလူ့အခွင့်အရေးချိုးဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်သလိုဥပဒေနဲ့ညီဆွန်းတဲ့လုပ်ရလဲဖြစ်ကြောင်းဖော်ပြထားပါတယ်ပြည်မှုထင်ရှားပါကအမျိုးသားညီညွတ်ရေးဆိုရအနေနဲ့ကျူးလွန်သူများကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ အမျိုးသားညီညွတ်ရေးဆိုရာကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအစည်းအဝေးအမှတ်စဉ်39မြင်းဆောင်2025ကိုနိုဝင်ဘာလ6ရက်နေ့မနေ့စနေနေ့ချိန်မှာကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးမှာကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းမှအဖွင့်အမှားစကားပြောကြားခဲ့ကြောင်းတင်ပြရရှိပါသည်ဆက်လက်ပြီးတယောက်လာကြတဲ့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအဖွဲ့ဝင်များမှ38မြင်းဆောင်2025မှာချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်များနဲ့ တ်သက်၍ပြည်စည်းမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်ရန်ကြက်ရှိနေတဲ့လုပ်ငန်းစဉ်များကိုချပြချင်းလင်းပြီးတက်ရောက်လာတဲ့ဝန်ကြီးဌာနရဲ့တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ချက်များကိုအကျယ်တဝင့်ဆွေးနွေးကြကြတယ်လို့သိရှိရပါတယ်။အဆိုပါစီဝေးသူပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းမှဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းတွင်ဝင်များတွဲဖက်အမြဲတမ်းတွင်ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးနေ့လယ်2နာရီချိန်မှာအောင်မြင်စွာရနာခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ ဇလဘီဒေတာအတွင်းရှိနိုင်ငံလိုက်လူခွင့်ရေးကော်မရှင်များရဲ့စွမ်းဆောင်ရည်မြင့်တင်ရေးဆိုင်ရာအစီရင်ခံစာထုတ်ပြန်ခြင်းခန်းနာကို NUG ဒုဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်ခဲ့တဲ့တင်ကိုတင်ပြပေးကြပါရစေ။အာရှဒေတာနိုင်ငံစဉ်လူ့အခွင့်အရေးဌာနများဆိုင်ရာအစိုးရမဟုတ်သောဖွဲ့စည်းများတွင်ရဲ့ Asian NGO Network on National Human Rights Institutions ကနေဒေသအတွင်းရှိနိုင်ငံလိုက်လူအခွင့်အရေးကော်မရှင်များ၏စွမ်းဆောင်ရည်မြင့်တင်ရေးဆိုင်ရာအစီရင်ခံစာထုတ်ပြန်တဲ့အခမ်းအနားပြုလုပ်ခဲ့ပြီးအဆိုပါအခမ်းအနားကိုအမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မှတက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ အခမ်းအနားမှာအာရှဒေသအတွင်းဒီမိုကရေစီလူ့အခွင့်အရေးနဲ့လူ့ကုန်တိုက်ခါတွေကိုကာကွယ်ဖို့လွတ်လပ်တဲ့လူ့အခွင့်အရေးကော်မရှင်တွေရဲ့အရေးပါပုံနဲ့နိုင်ငံလိုက်ကော်မရှင်တွေလက်တလုံးရင်ဆိုင်နေရတဲ့နိုင်ငံရေးအခက်အခဲတွေကိုကြော်လွားနိုင်မှုပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းမှုတွေရေးကြီးကြောင်းကိုလည်းတူဝင်ကြီးကထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်းမြန်မာနိုင်ငံအနေဖြင့်နိုင်ငံတကာစံနှုန်းတွေနဲ့ကိုက်ညီတဲ့လွတ်လပ်သောလူ့အခွင့်အရေးကော်မရှင်တစ်ခုတည်ထောင်နိုင်ရေးအတွက်ကြိုးပမ်းမှုတွေ တွေလှုပ်ဆောင်နေကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်။အာရှဒေသတွင်းရှိနိုင်ငံအလိုက်လူ့အခွင့်အရေးကော်မရှင်များအကြားပူးပေါင်းညှိနှိုင်းမှုတိုးတက်လာခြင်းဟာလူ့အခွင့်အရေးကာကွယ်ရေးနဲ့ဒီမိုကရေစီတန်ဖိုးများတိုးမြှင့်ဖို့အတွက်ပါအရေးပါကြောင်းထပ်လောင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်။ AWNI Asian NGO Network on National Human Rights Institution ရဲ့2025သုံးသပ်စီရင်ခန်းစာမှာမြန်မာနိုင်ငံမျိုးသားလူ့ခွင့်ရေးကော်မရှင် MNHRC ကို GANHRI နဲ့ Asia Pacific Forum တို့ကနေဖယ်ရှားခံခဲ့ရခြင်းအိန္ဒိယလူခွင့်ရေးကော်မရှင်ရဲ့အစိမ့်ကြဆင်ခြင်းစာရေးအကြောင်းအရာများပါဝင်ခဲ့တယ်လို့ဒေတာတွင် NHRS များရဲ့လွတ်လပ်မှုနဲ့တာဝန်ရှိမှုတွေဟာအရေးပါကြောင်းအလေးပေးဖော်ပြထားပါတယ်ခင်ဗျာ။ ဆလဘီချင်းပြေကောင်းစီကစစ်ကောင်းစီတူရောက်ရေကောက်ပွဲစန့်ကျင်တဆီရေလှုပ်ထုံးလုံးဤထုတ်ပြန်ပါတီဖွဲ့စည်းဝင်ရောက်ရှင်ပြိုင်မဲဆွယ်ဆန္ဒမဲပေးခြင်းတို့ကိုတင်းကျပ်စွာထားမြစ်ထားတဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ချင်းပြေချင်းလန်ကောင်းစီကအကြံဖက်စစ်ကောင်းစီကနေအပိုင်းလိုက်ကျင်းပရန်စီစဉ်ထားတဲ့အတူရောက်ရေကောက်ပွဲကိုစန့်ကျင်တဆီရေနေချင်းပြည်သူလူထုများရဲ့ဒီမိုကရေစီနဲ့အခြေခံခွင့်ရေးကိုကာကွယ်ရန်ရည်ရွယ်တဲ့လှုပ်ထုံးလုံးဤတရက်ကိုချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023ပုံမှာပါလို ုပ်ပိုင်권အရာတရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်းချင်းပြည်ကောင်စီဥဆောင်ကော်မတီကနေအသိပေးထုတ်ပြန်ထားပါတယ်။ယခုလှုပ်ထုံလုံးနေဟာချင်းပြည်တွင်ဥပဒေတရားအဖြစ်အာဏာတည်မီဖြစ်ပြီးချင်းပြည်သူများအတွက်အဓိကကာကွယ်ရန်ရာတရားအဖြစ်ယက်တည်မယ်လို့ဆိုထားပါတယ်။ ထုတ်ပြန်ကြမှာအကြမ်းဖက်စစ်ကော်မရှင်ဆိုသည်မှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာ2020ရွေးကောက်ပွဲရလဒ်ကိုဖောက်ပြက်ကအာနာတရားဓမ္မတင်ယူခဲ့တဲ့စစ်တပ်မှဖွဲ့စည်းခဲ့တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ကိုရည်ညွှန်းကြောင်းအတိအလင်းဖော်ပြထားပြီးရည်ရွယ်ချက်များအနေဖြင့်ချင်းပြည်သူများရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့လွတ်လပ်မှုကိုကာကွယ်ရေးအတူရောင်းရွေးကောက်ပွဲမှာပါဝင်သူများကိုတရားဝင်အရေးယူရေး ရေကောက်ပွဲရလမှာထွက်ပေါ်လာမယ်အစိုးရသူမဟုတ်ရန်နေရများကိုတရားဝင်မှုလုံးဝငင်းပယ်ရေးတို့ကိုဥတီထားပါတယ်တို့ပြင်ဆောင်ရွက်ချက်များမှာအယက်သားထိခိုက်မှုလုံးဝမရှိသေးရင်နေနိုင်ငံတကာလူသားချင်းစာနာရေးဥပဒေ IHL Geneva Convention စံနှုန်းများအတိုင်းတင်းကျပ်စွာလိုက်နာရန်လည်းသတ်မှတ်ထားပါတယ် တောင်မြင့်ချက်များအနေနဲ့ချင်းလူမျိုးသမဟုတ်ချင်းမျိုးနွယ်စုအမိကန်နိုင်ငံရေးပါတီတည်ထောင်ခြင်းချင်းပြည်တွင်ပါတီယုံဖွင့်လင့်ခြင်းကိုယ်စားလှယ်လောင်းဖြစ်သောမဟုတ်တတိပုဂ္ဂလဖြစ်ဝင်ရောက်ရှင်ပြိုင်ခြင်းမဲဆွယ်စည်းရုံးဟောပြောခြင်းသို့မဟုတ်စာတမ်းဖြန့်ဝေခြင်း လူမှုကွန်ရက်မှာချင်းပြည်သူများကိုရည်ရွယ်မဲဆွဲခြင်းစစ်ပေးရှောင်ချင်းပြည်သူများသို့မဟုတ်ချင်းပြည်မှာနေထိုင်သူများကို အတင်းအဓမ္မဆန္ဒမဲပေးစေခြင်းသို့မဟုတ်ချင်းချောက်ချင်းရွေးကောက်ပွဲမှာထွက်ပေါ်လာမဲအစိုးရသို့မဟုတ်ရန်ညားနေပူပေါင်းပါဝင်ခြင်းတို့ကိုလုံးဝတားမြစ်ထားပါတယ်။ယခုလောက်ထုံးလုံးကြီးညညာချက်မထုတ်ပြန်မီ ချင်းမြေကန်ပါတီများအနေနဲ့ဇေကောင်စီယူကောက်ပွဲကော်မရှင်မှမှတ်ပုံတင်ထားပါကယခုကြေညာချက်ထုတ်တဲ့နေ့မှစ၍အလိုအလျောက်ပြည့်ပြည့်သည်ဟုမှတ်ယူရမယ်လို့လည်းသတ်မှတ်ထားပါသည်။ ဖောက်ပြက်ကျူးလွန်သူများကိုဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏စီမင်းဥပဒေများနှင့်ယခုလှုပ်ထုံးလုပ်နေအတိုင်းကင်တွယ်ရမှာဖြစ်ပြီးနိုင်ငံတကာစံငင်းစံတော်များအတိုင်းတရားမျှတစွာဆောင်ရွက်ရန်လည်းညွှန်ကြားထားပါသည်။ချင်းပြည်ကောင်စီဥဆောင်ကော်မတီအနေနဲ့ယခုလှုပ်ထုံးလုပ်နေကိုအခြေအနေအရပြင်ဆင်ပြည့်စွက်ပယ်ဖျက်သို့မဟုတ်အစားထိုးနိုင်ကြောင်းလည်းထည့်သွင်းဖော်ပြထားပါသည်။ချင်းပြည်ကောင်စီအနေနဲ့ဤထုတ်ပြန်ချက်ဟာဆရာနာရှင်စနစ်တည်မြဲရေးအတွက်ကျင်းပမဲ့ရွေးကောက်ပွဲကိုလုံးဝငြင်းဆန်ရန်နဲ့ ချင်းပြည်သူများရဲ့အခွင့်အရေးကိုခိုင်မာစွာကာကွယ်ရန်ဦးတည်တဲ့အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းအလေးပေးဖော်ပြထားပါတယ်ခင်ဗျာ။ ဆလဘီမိုးကုံမြို့ပြည်သူများညရှင်နိုင်တီတီမှာတံမုံတီဆန္ဒထုတ်ပေါ်တရုတ်စစ်ဖက်မှုနဲ့ TNL မြို့ပြင်အဂျင်ကိုကန့်ကွက်ခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။မိုးကုံမြို့မှာဒေသခံပြည်သူများကအကြံဖက်စစ်ကောင်စီကိုလက်မခံကြောင်းနိုဗင်ဘာလ6ရက်နေ့ညရှင်နိုင်တီတီမှာတမျိုးလုံးတိုင်းတာနေတံမုံတီဆန္ဒဖော်ထုတ်ခဲ့ကြောင်းဒေါက်တာဆိုးသူရဇော် Facebook စာမျက်နှာမှာအသိပေးသားခဲ့ပါရစေ။ဆန္ဒထုတ်ဖော်မှုဟာမျိုးရှိပိုင်းနဲ့အနောက်ပိုင်းမှာတပြိုင်တည်းပြုလုပ်ခဲ့ကြောင်းတရုတ်ကိုလည်းကန့်ကွက်ခဲ့ကြောင်း မြို့ကိုစစ်ကောင်စီလက်ထက် DNL မှပြန်ထည့်ခြင်းကိုလက်မခံနိုင်ကြောင်းတမုံဒီဆန်တော့ထုတ်ပေါ်ခဲ့တယ်လို့ဒေသခံများရဲ့ပြောကြားချက်များကို People's Print မှာဖော်ပြထားပါတယ်။ပြည်သူ့ကောင်ဝေးတက်မတော်မန္တလေးစီဦးစီးဖွဲ့ဝင်ဒေါက်တာဆိုးသူရဇော်ကပြည်သူတောင်းရင်အဓိကဖြစ်ပါတယ်။ဒီနေ့ည၈နာရီမှာမိုးကုံမြို့ကပြည်သူလူထုတွေကအကြမ်းဖက်စစ်ကောင်စီကိုလက်မခံကြောင်းတမုံ TV ဆန်တော့ဖော်ထုတ်နေကြပါတယ်။ဒေါ်လန်ရဲ့အစလူလူရဲ့ပါဝင်မှုဟာ၄နှစ်ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တပြားကားမှမလျော့ပဲဒီနေ့အထိတော်လိုင်းစိတ်သက်တွေရှင်းတန်းနေစေဖြစ်ကြောင်းဒီတံမုံတီတံတွေကကဘာတိမြမာတိပြတာနေတဲ့လူလူဆန္ဒအမှန်ပဲဖြစ်ပါတော့တယ်ကြက်သိမ်းမွေးရင်းချပြီးမျက်ရည်ပါလေရတဲ့တီတူဆန္ဒပဲဖြစ်ပါတယ်သိကြပါတယ်ရန်သူစစ်ကော်မရှင်ဟာစစ်ရေးအရာနေကြီးကိုပြင်ရခြင်းရမယ်ပြည်သူလူထုရဲ့နှလုံးသားကြီးကိုဘယ်တော့အခါမှရနိုင်မှာမဟုတ်ပါဘူး အရင်ကြားကအင်မတန်လှပတဲ့ဒေါ်လှရင်ဂီတတန်းဖြစ်ပါတယ်ခင်ဗျာလို့ရေးသားဖော်ပြထားပါတယ်ခင်ဗျာဆလဘီ KNU ကျုံတိုးမြို့နယ်ကအရေးပေါ်ဒေသန္တရစီမင်းစည်းကမ်းများထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ကင်းရင်မျိုးသားစီယုံ KNU ကျုံတိုးမြို့နယ်ကည၈နာရီမှမနက်၆နာရီတွင်ခီးသွားလာမှုမပြုရန်ပါဝင်အရေးပေါ်ဒေသန္တရစီမင်းစည်းကမ်းများထုတ်ပြန်ထားပါရစေ။ လက်ရှိမှာစည်ရေးတင်းမာမှုများပြင်းထန်စွာဖြစ်ပေါ်နေပြီးစစ်ကောင်မရှင်တပ်ဖွဲ့ကလူအခွင့်ရေးချိုးဖောက်မှုအမျိုးမျိုးကိုကျူးလွန်နေတဲ့အပြင်နေဆက်ဒေသရှိအွန်လိုင်းငွေလိမ်လုပ်ငန်းများနဲ့လောင်းစားလုပ်ငန်းများမှာစွန့်ခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းများကိုလည်းပုံစံအမျိုးမျိုးနဲ့နေရာရွှေ့ပြောင်းပေးနေတာကြောင့်ရှုပ်ထွေးတဲ့စိန်ခေါ်မှုမျိုးစုံကိုကင်တွယ်ဖြည့်ရှင်းနေရတယ်လို့ဆိုပါတယ်။ဒါကြောင့် KNU ကျုံးတို့မြို့နယ်အတွင်းကပြည်သူလူထုများအနေနဲ့ည၈နာရီမှမနေ့၆နာရီအတွင်းမှာခီးသွားလာမှုမပြုဘဲ အွန်လိုင်းငွေလေးလုပ်ငန်းများမှာဆုံးခွာလာတဲ့နိုင်ငံသားသားဝန်ထမ်းများကိုလက်ခံခေါ်ယူထားခြင်းမပြုဘူးနိုင်ငံရေးကြက်သည်များကိုခွင့်ကောင်းယူပြီးမြေတီလောင်းကစားလုပ်ငန်းများမဆိုဖွင့်လှစ်ခြင်းမပြုရန်ထုတ်ပြန်ထားပါတယ်။ဒါ့အပြင်စစ်ကောင်ရှင်တက်ရဲ့ထိုးစစ်များနဲ့လူခွင့်ရေးချိုးဖောက်မှုများကိုပြည်သူလူထုများမိမိကိုယ်ကိုယ်သတိဝရိယနဲ့ကာကွယ်နိုင်ရန်အတွက်ပုံခုခြင်းများမဖြစ်မနေထားရှိကြဖို့ကိုလည်းအသိပေးထားပါတယ်ခင်ဗျာ။ ဆလဘီတအောင်းပြည်နယ်မှာမိုးရွာမှုဇက်တိုက်ဖြစ်ပွားမှုကြောင့်ရေကြီးမြေပြိုမှုများနဲ့အင်အားသေးနံပျက်စီးဆုံးရှုံးမှုများဖြစ်ပွားတဲ့တဲ့ရင်ကိုတင်ပြပေးတင်ပါရစေ တောင်ပြည်နယ်ရှိနမ်မတူမန်တုံနမ်ဖက်ကနေမိုင်းဝီမြို့နယ်များမှာယခုရက်ပိုင်းမိုးရွာမှုအဆက်မပြတ်ဇက်တိုက်ဖြစ်ပွားနေရာရေကြီးရေလျှံမှုနဲ့မြေပြိုမှုများစွာဖြစ်ပွားခဲ့ကြောင်း PSLF TNL မှသတင်းထုတ်ပြန်ထားပါတယ်။နေအများနေမြုပ်မှုလမ်းပန်းပျက်စီးမှုများနဲ့စိုက်ပျိုးသိမ်းနှံဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီးဒေသခံပြည်သူများပြောင်းရွှေ့နေထိုင်ရန်လိုအပ်ကြောင်းဖော်ပြထားပါတယ်။ နမ်ဘတူမြို့နယ်မှာမိုးတိထန်စွာရာသွန်းမှုကြောင့်ချောင်းရည်မြင့်တက်လာကမြို့မှာရက်ွက်ရှိနေအိမ်လေးရင်ရေနှင်းမြုပ်ခဲ့ရာပြည်သူလူထုများစိုက်ပျိုးထားတဲ့သီးနှံများလေးပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင်နမ်ဘတူနယ်မိုင်းဘော်ကိုဆက်သွဲထားတဲ့ နမ်မကြီးတတာရေနေမြုံနိုင်ခဲ့ရပြီနမ်မတူနဲ့မန်တုံမြို့သို့သွားရလမ်းမကြီးလေးမြေပြိုမှုကြောင့်ပျက်စီးနေကြောင်းသိရှိရပါတယ်ကုတ်ခိုင်ခရိုင်နမ်ဘက်ကမြို့နယ်မှာလေဟိုမောရေချောင်းရေကြီးရေရှမ်းမှုဖြစ်ပွားတာကြောင့်ပြည်သူများရေတိမ်းထားတဲ့လေယာစပါးများပျက်စီးဆုံးရှုံးခဲ့ရပြီမောင်ဝီမြို့မှာလေရေချောင်းဤနေထိုင်သူများရဲ့နေအိမ်ချို့ရေဝင်ရောက်မှုများကြောင့်ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့အသိပေးထားပါတယ်ခင်ဗျာဆလဘီမိုးကုံမှာ Rubyland PDF တရင်သည်တရားဝင်ဖွဲ့စည်းခဲ့တဲ့တရင်ကိုတင်ပြပေးခြင်းပါတယ်။ မိုးကုတ်မြို့နယ်မှာမိုးကုတ်ဒေသခံအများစုနဲ့ဖွဲ့စည်းထားတဲ့ Rubyland PDF အင်အားစုရဲ့မိုးကုတ်တရင်တရင်ကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဘီဟွာအမှတ်63ရဲ့တရားဝင်တရင်တစ်ခုအဖြစ်သတ်မှတ်ခဲ့ကြောင်းဘီဟွာကုကဲရေးဖွဲ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ထုတ်ပြန်ချက်မှာဆိုပါတရင်ဟာစင်ကူးတပိတ်ချင်းမိုးကုတ်ဒေသတစ်ခုလုံးကိုခြုံငုံ၍တော်လိုင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး တပိတ်ချင်းစစ်မြေနယ်ပြင်မှစတင်၍လေးနှစ်ကျော်ကြာပူးတွဲတိုက်ပွဲဝင်ခဲ့တဲ့အင်အားတရက်ဖြစ်အတိမတ်ပြူထားကြောင်းလည်းဖော်ပြထားပါတယ်။ TRI view အနေနဲ့အစ်စ်ပါဝင်လာတဲ့မိုးကုတ်တရင်ရဲဘော်ရဲဘက်များကိုကြောသားရင်သားမခွဲကြပဲဝမ်းမြောက်စွာကြိုဆိုကြောင်းနဲ့စိတ်ကောင်းစီကိုတွန်းလှန်ရန်နဲ့မိုးကုတ်မြို့ကိုကာကွယ်ရန်စံနှောင်းရှိသူမြို့သူမဆို Rubyland PDF တန်းဆက်သွေးရေးတပ်ဖွဲ့ဝင်ဖြစ်ဝင်ရောက်နိုင်ကြောင်းထပ်မံဖိတ်ခေါ်ထားပါတယ်ခင်ဗျာ ဆလဘီကမောက်ကြီးမြို့နယ်မှာစစ်ကောင်မရှင်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ78ဦးထက်မနည်းသေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်2ဦးမြင်းမြတ်စွာကြာဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။တနင်္လာနေ့တိုင်းကောတောင်းခရိုင်ကမောက်ကြီးမြို့နယ်လေးရွာနေ ထူးဆောင်ဖြက်လန်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်ပင်းစစ်ကြောင်းအားမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ18ဦးထပ်မင်းတေဆုံးခဲ့တယ်လို့ကော့တောင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဗ ెంబ ာလ2ရက်နေ့နေ့လယ်12:50မိနစ်အချိန်ခန့်မှာခမောက်ကြီးတပ်နယ်မှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုစောင်းကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ3နာရီကျော်ကြာတဲ့အထိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်ပင်းအရာရှိဗိုလ်မှူးတူဗိုလ်ကြီးတူ တက်ချက်ကြီးတူပါဝင်ရှီဦးမျက်မြင်သိဆုံးခဲ့ပြီးလေးရွာစာတင်ကြောင်းဤမှာအရာရှိအလောင်းတလောင်းပါဝင်စစ်ကော်မရှင်အဖွဲ့ဝင် အလောင်း၁၈လောင်းကို မိရှို့ထားခဲ့တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်ဒါပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်29ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတရားပြင်းထန်သူရှိဦးကို ထိုင်းနိုင်ငံရနောင်းစေယုံနေကျန်းစစ်သားများကိုကော့တောင်းစေယုံ တက်တွင်းစေုံတို့မှာစိတ်ကူတာနေကြတယ်လို့တက်တွင်းသတင်းရင်းမြစ်တွေကနေသိရှိရကြောင်းဖော်ပြထားပါတယ်၎င်းတိုက်ပွဲအတွင်းတော်လိုင်းရဲဘော်နှစ်ဦးမြင်းမြစ်စွာကြာဆုံးခဲ့ရပြီးရဲဘော်တဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစစ်စင်ရေးကိုကော့တောင်း KI မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တဲ့ KTLA ဗိုလ်ချုပ်များအထူးတရင်ကော့တောင်းမြို့နယ်ပကဖားနဲ့ဗုတ်ပြင်းမြို့နယ်ပကဖားတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆလဘီဖြူမှာစစ်ကော်မရှင်တပ်ကဂျိုင်ရိုကော့ပတာ၂စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတဦးသေဆုံးခဲ့ပြီးဘုံလာကျဲတဲ့ဂျိုင်ရိုကော့ပတာ၂စီးပြက်ကြကစစ်သားနှုတ်ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ပဲခူးတိုင်းဒေသကြီးဖြူမြို့နယ်မကြီးကောင်းတောင်ရွာကိုစစ်ကော်မရှင်တပ်ကဂျိုင်ရိုကော့ပတာ၂စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတဦးသေဆုံးခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်ထားပါရစေ။နိုဝင်ဘာလ6ရက်နေ့မနေ့17:55မိနစ်အချိန်မှာအသေးကန်ဒရုန်းတစ်စီး ခမရ990တရင်မှာ120မမလက်နဲ့ဂျီရိုနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမကြီးကောင်းတောင်ရွာကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် ။ဒါပြင်မွန်လဲတနားခွဲချိန်မှာလေ gyrocopter နှစ်စီးနဲ့ပုံသိနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအသက်55နှစ်အရွယ်မကြီးကောင်းတောင်ရသာဥမောင်ငယ်တိတ်ဆုံးခဲ့ရပြီးနေအိမ်၆လုံးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့ gyrocopter နှစ်စီးနဲ့တစ်စီးမှာအပြန်လဲမှာပြတ်ကျခဲ့ပြီးအကြမ်းဖက်ပုံကျဲခဲ့တဲ့စစ်ကောင်မရှင်တပ်သားနှစ်ဦးစလုံးတိတ်ဆုံးသွားခဲ့တယ်လို့အတည်ပြုနိုင်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ ယခုတစ်ပတ်အတွင်းစစ်ကောမရှင်တပ်ဖွဲ့ဝင်ငောင်းဦးလက်နက်ချအလင်းဝင်၁၀ဦးစစ်တုံးပန်းဖြင့်ဖမ်းဆီးခံခဲ့ရတဲ့တဲ့တင်ကိုတင်ပြပေးခြင်းပါတယ်။ ယခုတစ်ပတ်အတွင်းစစ်ကောင်မရှင်တက်တာရဲနေပြည်သူစစ်စင်5ဦးလက်နက်ချအနေဝင်စစ်တုံးပန်းဖြင့်ဖမ်းဆီးခံခဲ့ရတယ်လို့ပြည်သူ့ဗန်းတိုင်းရဲ့ပြေးဟ project ယခုတစ်ပတ်အစီအစဉ်ကနေ ဖော်ပြထားပါတယ်။အလင်းဝင်လာတဲ့စစ်သား5ဦးနဲ့4ဦးဟာစစ်မှုထမ်းတက်တာတင်များဖြစ်ကြပြီးချင်းပြည်နယ်မှာ2ဦးနဲ့သခိုင်းတိုင်းမှာ3ဖြစ်ကြတယ်လို့ဆိုပါတယ်။စစ်တုံးပန်းဖြင့်ဖမ်းဆီးခံခဲ့ရသူများဟာမန္တလေးတိုင်းကစစ်သား9ဦးနဲ့တနင်္သာရီတိုင်းကပြည်သူစစ်2ဦးလို့ဖြစ်ကြကြောင်းသိရှိရပါတယ်။ ပြည်သူ့ဗန်နိုင်ငံကောက်ယူထားတဲ့မှတ်တမ်းများအရ2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလစတုတ္ထပတ်အထိလက်နက်ချအလင်းဝင်စစ်တုံးပန်းစုစုပေါင်း2246ဦးထိရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာဆလဘီနမ်ခမ်မြို့မှာတခိုးထံမှာတင်စီရမိထားတဲ့ဆိုင်ကယ်များကိုမြို့နယ်ရဲတပ်ဖွဲ့ကပိုင်းရှင်းထံပြန်အပ်ပေးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ် တောင်ပြည်နမ်ကန်ခရိုင်နမ်ကန်မြို့မှာတကိုးထံမှာတင်းစီရမိထားတဲ့ဆိုင်ကယ်များကိုတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကနိုဝင်ဘာလ3ရက်နေ့မှာတပ်ဆိုင်ရာပိုင်ရှင်ထံပြန်လည်အနှံပေးခဲ့တယ်လို့ PSLF TNL ကသတင်းထုတ်ပြန်ထားပါတယ်တောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကမြို့လုံးကျုံရင်းနေအေဂျန်တာယာရေးလုပ်ငန်းများဆောင်ရွက်နေစဉ်တခိုးများကိုဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ထံကကန်တာဆိုင်ကယ်2စီး၊ကမ်ဘိုဆိုင်ကယ်5စီး၊ဘက်ထရီဆိုင်ကယ်2စီး၊စကုပ်2စီး CCI ဒဇီနဲ့ follow me ဆိုင်ကယ်ဒဇီတို့ကိုတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါပစ္စည်းများကို PSLF DNL တောင်းပြီမြို့နယ်ရဲ့တပ်ဖွဲ့ကသက်ဆိုင်ရာပိုင်ရှင်များထန်ဆက်သွဲပြီးပြန်လည်အနှံပေးခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကလည်းနမ်ခမ်းမြို့မှာတောင်းပြီမြို့နယ်ရဲ့တပ်ဖွဲ့ကတကူများထံမှတင်စီရမိခဲ့တဲ့ဆိုင်ကယ်များကိုသက်ဆိုင်ရာပိုင်ရှင်များထံပြန်လည်အနှံပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Newji သတင်းတောက်ခါရှင်နဲ့ပတဲဖို့တို့ကနေပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ